မင်္ဂလာပါရှင်။ Nutri Habit မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်။ကျမ Nutri မှာရှင်။ကျမကဒီတစ်ပတ် Botanical Printing Online Class လေးကိုကျမကြော်ညာထားတယ်။အဲဒီ class လေးကိုတော့ကျမနည်းနည်းအချိန်လေးတည်းကြာကြာလေးသင်မယ်။အမျိုးလဲစုံစုံလေးသင်မယ်ပေါ့နော်။ဘာလို့လဲဆိုတဲ့အခါကျတော့ကျမလောလောဆယ်ဆယ်မှာဒီ Botanical Printing တန်တန်းလေးတစ်ခုပြီးသွားလို့ရှိရင် ကျွန်မဆက်မခွင့်သေးပဲနဲ့ခဏနားထားအောင်မယ်အချိန်ကြာကြာလေးနားမယ်ပေါ့နော်ကျွန်မအဲ့လိုစိတ်ကူးထားတယ်ဘာလို့လဲဆိုတော့ကျွန်မတခြားလှုပ်ရှားတွေအများကြီးရှိသေးတယ်ပြီးရခါကျတော့ကျမစီစဉ်စရာတွေအများကြီးရှိသေးတယ်ပေါ့နော်အဲဒါကြောင့်မို့လို့ကျမကဒီ botanical printing နဲ့ပတ်သက်တဲ့ဥစ္စာပေါ့နော်ကျမဟိုလေ့လာတွေ့ရှိရတဲ့လောက်ကိုအမှန်တကယ်တော့ကျမကသင်ပေးခြင်းဆိုတာထက်ပေါ့နော်ကျမလေ့လာထားတဲ့ဥစ္စာတွေကိုပြန်ပြီးတော့ ဒီ group တစ်ခုဖွဲ့ပြီးတော့မျှဝေတဲ့ပုံစံမျိုးပေါ့เนาะအဲ့လိုမျိုးလေးကျမကယူဆတယ်ပေါ့เนาะအခါကျတော့ကျမတို့တွေကဘာလေးကိုစပြီးတော့တင်မလဲဆိုလို့ရှိရင်ကျမတို့အခြေခံ modern ပေါ့เนาะအခြေခံ modern စေးစိန်နဲ့နီး၃နီးနဲ့ကျမကတင်ပေးသွားမယ်ပေါ့เนาะတစ်ခုကတော့ AI generated formula ပါနောက်တစ်ခုကကျတော့ကျမရဲ့အဲကိုပိုင်း formula လေးပါ နောက်တစ်ခါနောက်တစ်ခုကတော့ကျမရဲ့ဆရာသမားများသင်ပေးလိုက်တဲ့ဖော်မြူလာလေးတစ်ခုပါအကုန်လုံးကဖော်မြူလာ၃ခုစလုံးကအရန်ကိုပဲကောင်းပါတယ်အဲဒါကြောင့်မို့လို့ကျမကပြန်ပြီးတော့မျှဝေတဲ့သဘောလေးပေါ့နော်ဒါကအခြေခံအဆင့်ပေါ့အဲဒီအခြေခံအဆင့်မှာပဲပိတ်ဆောက်ကိုလည်းကျမကတတ်နိုင်လို့ရှိရင်၃မျိုးလောက်အထိပေါ့နော်ကျမတင်ကြားပေးဖို့ရည်ရွယ်ထားပါတယ်ရှင်အဲနောက်တစ်ခါကျမကဒီ blanket knee ပေါ့နော် blanket knee လို့ခေါ်တယ်ပိတ်စာတစ်ခုကိုဆေးစိမ့်နောက်တစ်ခုပိတ်စာတစ်ခုပေါ်မှာထပ်ပြီးတော့အယောင်ကူးတဲ့ knee ပေါ့နော်အဲ့ဒီအယောင်ကူးတဲ့ knee ကိုတော့ကျမကဟိုပါ brace ဆိုင်ကနေပြီးတော့ကျမတို့တွေတုံးလို့ရတယ်ပေါ့နော်ဒီဒီဥမာပေါ့ CPU ဖန်ကားတို့နောက်တစ်ခါရှားစီးတို့ဆနွင်းတို့အဲ့လိုမျိုးတွေနဲ့ပေါ့နော်ကျမအမျိုးဆုံး ဆေးဆိုးပြရမယ်နောက်တစ်ခါဆေးဆိုးပြီးလို့ရှိရင်လည်းဒါကတဘာဝဆိုးဆေးအနေနဲ့ကြတော့လေအဲ့ဒီဥစ္စာတွေကိုသုံးပြီးတော့ဆေးဆိုးပြရမယ်ဆေးဆိုးပြီးပြီဆိုလို့ရှိရင်လည်းကျမကချုပ်ဆေးနှမျိုးသုံးမျိုးနဲ့ကျမကချုပ်ပြရမယ်ပေါ့နော်နောက်တစ်ခါဒီအဲ့ဒီဆေးတွေနဲ့ပဲကျမကပြန်ပြီးတော့ blanket นี่ป้อเนาะပိတ်ဆာမှာအယောင်ကူးတဲ့နီးလေးကျမကတင်ပေးသွားမယ်ပေါ့เนาะအဲအဲ့လိုမျိုးလေးလဲ အဲ့ဒီမှာစီစဉ်ထားတယ်ပေါ့နော် သူကတော့အမျိုးအစားနည်းနည်းလေးများလိမ့်မယ်ထင်တယ်ပေါ့နော်ကျမစီစဉ်ထားတာတည်းကိုပဲအဲတိရွတ်တစ်ခေါက်ကိုဆေးဆိုးတာရယ်နောက်တစ်ခါဒီဟိုပါပေါ့နော်ဒီရှားစီးတို့နတ်တနီးတို့အဲ့လိုမျိုးနဲ့စီစဉ်ပြီးတော့လုပ်တဲ့ဥစ္စာရယ်လေဆိုလို့ရှိရင်အ ਨੇ ဆုံးမရှိဘူးဆိုရင်တောင်မှကျမ9မျိုးလောက်ထိကျမအဲစီစဉ်ထားတယ်ပေါ့နော်အဲအဲ့ဒီဥစ္စာကကြတော့အခြေခံ တဘာဝဆီဆိုးနီးနဲ့ဒါကအယောင်ကူးနီး blanket နီးအဲ့ဒီမှာကကျွန်မဘာလာမလဲဆိုလို့ရှိရင်တဘာဝဆိုးဆီးကိုဒီတိုင်းဖြောင်းကြီးမဆိုးပဲနဲ့ကျွန်မကဟိုရှီဘိုရီနီးလေးနဲ့ပေါ့နော်ဒီလက်လက်ဟိုပေါ့နော်ဒီအပြင်မှာတည်းမဲ့လက်လက်ပြီးဒီဇိုင်းတွေအမျိုးစုံပေါ်တဲ့လက်လက်နီးလေးနဲ့ဒီရှီဘိုရီနီးလေးနဲ့လည်းကျွန်မကတင်ကြပေးသွားမှာဖြစ်ပါတယ်ဒီဟာဆိုလို့ရှိရင်ကျွန်မတို့ဒီဘယ်နှမျိုးလောက်ဖြစ်သွားမလဲဆိုလို့ရှိရင်ဒီ ဒီရှီဂိုရီနီးဆိုလို့ရှိရင်လည်းကျမကပေါ့เนาะဒီဇိုင်းအနည်းဆုံး၅မျိုးကနေ6မျိုးလောက်ထိကျမတင်သွားဖို့ပေါ့เนาะစီစဉ်ထားပါဗါတယ်အဲအဓိကကတော့ကျမကဒီ3မျိုးအပေါ့เนาะအခြေခံထားပြီးတော့ကတော့ကျမကခေါင်းစဉ်3ခုအောက်ကနေသွားမယ်ဒါမဲ့လို့နည်းနည်းစီတော့ကောင်းစဉ်အခွဲလေးတွေရှိမှာပေါ့ဥမာပေါ့တဘာဝဆိုးဆေးဆိုလို့ရှိရင်ဒါကထားပါတော့ဘဏ္ဍာရပြုတ်ရေးတရရပြုတ်ရေးအဲ့လိုမျိုးလေးတွေကောင်းစဉ်လေးတွေတော့ကျမတို့ နည်းနဲ့အများလေးတော့ क्वे သွားမယ်ပေါ့နော်အဲအဲ့လိုမျိုးလေးတော့စီစဉ်ထားတယ်ပေါ့နော်ဒါလေးကိုကျမကဒီအခုတစ်ခေါက်ပေါ့နော်ဒီ botanical printing online class လေးကိုကျမကအထူးပေါ့နော်စီစဉ်ထားတယ်ဆိုတဲ့အကြောင်းလေးကိုကျမကလာပြီးတော့ပြောပြပေးတာပါအမှန်တကယ်ကတော့ကျမကလေအပြင်မှာပေါ့နော်တဘာဝဟိုဘယ်လိုခေါ်မလဲအဲတဘာဝတစ်ပင်တိရွက်တွေချမှာရိုက်ချင်လာကျမဆင်းပြီးတော့ရိုက်ကြည့်နေတယ်ချင်တအားကြိုက်လို့ပြန်ပြီးတော့ ပြည့်တက်လာတာအားကြောင့်မို့လို့အခန်းထဲမှာပဲကျဲလိုက်တာပေါ့နော်အဲအဲကျတော့တိတ်ပြီးတော့တဘာဘာမကြောက်ဖြစ်သွားရင်တော့ခွင့်လို့ကြပါရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်